အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဂျပန်မှာဈေးရန်တက်တာပြီးအရန်နဲ့စားလို့ကောင်းတဲ့ပုစံကြောင့်ငပြရဲ့ကြောကြော်စားမှာပဲဖြစ်ပါတယ်ရှင်အရင်ဆုံးစီပူလာတဲ့အိုးတဲ့ကိုကျွတ်တွန်နီလှိထားတာထည့်ပါမရှင်ကျွတ်တွန်နီလေးတွေနွမ်းလာပြီဆိုရင်ကျွတ်တွန်ဖြူနုံနုံဆင်းထားတာကိုထည့်ပါမရှင်ပြီးရင်တော့မြုပ်သီးအကြမ်းမှုံပေါ့နော်ခွဲကြမ်းမှုံကိုထည့်ပါမရှင်ပြီးကျမကတော့အယောင်တက်မှုံလေးပါနည်းနည်းထည့်လိုက်ပါတယ်နော်အဆက်ကိုကြိုက်တဲ့လောက်ထည့်လို့ရပါတယ်ရှင် ပြီးရင်ငရုတ်သီးလေးကအယောင်လေးနည်းနည်းပြောင်းလာပြီဆိုလို့ရှိရင်ငပြာကြီးလေးထည့်လိုက်ပါတယ်နော်။စားလေးလည်းနှင်းငယ်ထည့်လိုက်ပါတယ်ရှင်။ပြီးရင်တော့ကျွန်မပစွန်ကြောက်လေးတွေထည့်လိုက်ပါတယ်နော်။ငရုတ်သီးနဲ့ပစွန်ကြောက်နဲ့လုံးလာတဲ့အထိမှုပါမယ်ရှင်။ကျမကတော့နောက်ဆုံးမှဟင်းချုံမလေးနည်းငယ်ထထည့်လိုက်ပါတယ်ရှင်။အရသာတော့ကိုစိကြိုက်မြည်ပြီးတော့အိုးချလို့ရပါပြီနော်။ ဒါဆိုရင်တော့ရန်ကုန်လက်ကူရွှေရှင်နဲ့ပစွန်ကြံကပြိုင်ကျော်လေးရပါပြီရှင်အဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် bye bye